တော့လုံသွားတော့မှာမလားရော့ထမင်းညက်တော့လုံထဲသွားရင်တော့မှာလှမ်းအောင်မယ်ဘာမှဆက်ရှိလို့လဲဟာဩတော့ကလည်းအလုံထဲမှာတော်နဲ့ပေါင်းနဲ့တင်းနဲ့သူတွေကကိုကိုလိုလားတဲ့သူကိုစေတနာနဲ့ကိုလုံရက်ကိုအတိမတ်ပြုတဲ့လူလူကိုတန်မိုးထားပြီးကိုကောင်းွက်တွေကိုမြင်နိုင်စွမ်းရှိတဲ့သူကျေးဇူးတည်ပြီးကျေးဇူးမမေ့တတ်တဲ့သူနေနေတာရှေ့ဆက်လက်တွဲကမ်းမှာတော့ပပ္ပိယလူနဲ့အချိန်ကုန်မနေနဲ့ မတားလောက်ပါလေဗျာလိုက်နာကျင့်သုံးပါမယ်ဒီနေ့ကျွန်တော်ယင်နေတာအသေးဆိုင်ကိုဆွဲကင်သွားတဲ့အရာလေးကချိုးတဲ့ကျွန်တော်ချိုးလေးရဲ့အကြောင်းကိုနှလုံးသားနဲ့ခံစားပြီးအုံအောင်နဲ့အကြံပြုပေးရပါအောင်ဗျာချိုးရအများကြီးရှိတယ်ဗျမူရင်းချိုးဖြစ်တဲ့ထညက်ချိုး ကျန်တကားချိုးတကြားချိုးပြားရီချိုးတင်လဲချိုးဒီချိုးတွေကတမျိုးပေါ့ဗျာအခုကျွန်တော်ပြောမယ့်ချိုးလေးကမျက်နာချိုးတဲ့မျက်နာတကြားသကားပြားနဲ့ခါတမာကအတွန်းစည်းဆိုတဲ့ချိုးကတမျိုးပေါ့ဗျာအခုကျွန်တော်ပြောမယ့်ချိုးက၅မျိုးရှိရဲ့ဗျနံပါတ်1ထီးချိုးတဲ့တထီးတွေမှာကို့အတွက်အခွင့်ရေးအခွင့်ကောင်းအမျိုးမျိုးရနိုင်တဲ့တထီးတွေကိုမှကွက်ချိုးတဲ့ချိုးကထီးချိုးလို့ခေါ်တယ်ဗျာ ။နံပါတ်2ကလိုချိုးတဲ့အလိုရှိတဲ့လူကိုကြတော့ချိုးပြီးအလိုမရှိရင်မချိုးဘူးပေါ့ဗျာ။နံပါတ်3ကတွေးချိုးတဲ့ဒီလိုပုံကမျိုးကြတော့တွေးတာနဲ့ချိုး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 နဲ့ကိုရကြတာနဲ့အတင်းတုတ်အတင်းအုပ်တာဒီလိုလူမျိုးကြတော့တွေးချိုးခေါ်တာပေါ့ဗျာ။နံပါတ်4ချိုးကစွတ်ချိုးတဲ့တိတ်ထင်ပေါ်ခြင်းနဲ့တိတ်ပေါ်ပူလာဖြစ်ခြင်းတဲ့လူပေါ့ဗျာ။တွေးလိုက်တာနဲ့စွတ်ဝင်ရောစွတ်လုံးစွတ်ချိုးတော့တာပေါ့။အဲ့လိုလူမျိုးကြတော့စွတ်ချိုးတဲ့နံပါတ်5ချိုးက ဂျုံဂျိုးတဲ့ဒီလိုလူမျိုးကြတော့ဂျုံတဲ့ခါမှာချိုးပြီးရင်ထဲမှာဘာမှမရှိပေါ့ပေါ့ပေါ့ရာဒါပေမဲ့လို့အဲ့လိုလူမျိုးကကိုယ်ရမှာအတင်းမပြောတတ်ဘူးတဲ့တင်ကိုဘလို့ချိုးထဲမှာပါလဲဖြောစီတွတ်ချူပဲလားဖြောစီတွတ်ချူပဲလားရှင်နေရမပါပဲနဲ့ချစ်တလို့နဲ့ပြစ်သွားတာကြံခဲ့သူမှာတော့ရသမားကြီးဖြစ် ဟမ်အရစီးတွေကတက်ခံစားရပါတယ်ဗျာတော့လုံးမသွားဘူးလားဘယ်ချင်းရှိနေတော့မာလုံးပြုတ်လာပြပါပြီဟာတော်တော်လူလုံးပြုတ်တာမဆမ်းပါဘူးတော့ တော့ရိုးသားတယ်ကျိုးသားတယ်နိုးကြတယ်ဆိုတာကိုလက်ကင်ထားတာကိုဟာအဲ့တော့ကောင်းတဲ့အလုပ်ပဲလေဟာခုခေတ်ကဒါမျိုးမရတော့ဘူးတော့ဘလိုလို့ဟာဩခုခေတ်ကလူရိုးကိုသခိုးထင်အမှန်ပြောသူကိုရွတ်ပြင်ထုတ်ညောက်ပြင်ပြောတတ်တဲ့သူမှအထင်ကြီးတာတော့ပူသားပြောတာတွေကိုဟုတ်ထင်အနေစုတ်တဲ့သူကိုအထင်သေးอืมหลูเรยไอ้ตุ้ยโหรจุยินลีมีบาเยตอ မှတ်သားလို့ပါလေ။ဒီကွင်းရဆောင်ရတော့မယ်။ကြီးကတစ်ခါမှမလာဘူး။ဖြစ်သည်မြအကြောင်းအကောင့်ပေါ့ကွာ။မိကလည်းခုချိန်ကြီးမလာဘူး။ ဖြစ်သည်မြအကြောင်းအကောင်းပေါ်ကွာကုတလောသာသမီရလည်းပြောလို့ဆိုလို့ကိုမကောင်းဘူးဖြစ်သည်မြအကြောင်းအကောင်းပေါ်ကွာတော့လေဘာပြောပြောဖြစ်သည်မြအကြောင်းအကောင်းကြီးပဲတွေ့ပြောနေတဲ့တိုင်းပဲမဟုတ်ဘူးဟာဆရာတော်ဘုရားဟောလိုက်တဲ့တရားလေးကိုနားခဲ့ရတယ်ဖြည့်တော်ကဘင်းကြီးတစ်ပါးမှခုနာပေါ့တော့သူ့ပညာရှိအမကြီးတွေကိုမေးတာဗောအမကြီးတွေကတောက်တမျိုးပြောကြတာကိုစီလေးကောင်းပါတယ်ဖေဒီစီလေးကောင်းပါတယ်ဖေသူ့ချာချာအမကြီးတယောက်ကဘာစင်းကြီးမှမညွန်မင်းနဲ့ဖြစ်သည်မြအကြောင်းပေါင်းကြီးပါပဲဘုရားလို့ ို့တင်လျှောက်လို့တော့ခုစိတ်ထဲမှာငါ့ကိုတက်တက်မဲ့ရွဲတာပဲဆိုပြီးအညိုတင်းထားတယ်တဲ့တနေ့မှာတော်ကစားထွက်ရင်သူတို့နားရောက်တဲ့မျက်စီလည်းလမ်းမာပြီးပေါ်နေတောင်နေရောက်တော့ဘီရင်ကငါ့ကိုခနဲ့တက်တက်ငေါတော်တော်ပြောတဲ့ဒီအမတ်မင်းတိကျသေးတာပေါ့ဆိုပြီးကန်းချလိုက်တယ်ဘီရင်ကသူ့တပားတဲ့ရှေ့ဆက်သွားလိုက်တော့သားသားလူရိုင်းနေနဲ့တွေ့ပြီးဘီရင်ကိုဖမ်းတယ်တဲ့ ူတို့ထုံးစံကရစ်ပူဇော်ကြတာပေါ့ကွာပြင်မယ်လို့ရစ်ပူဇော်တဲ့နေရာမှာခြေလက်အင်္ကာအစုံကရစ်ပူဇော်တာတဲ့ဘယင်ကခုနာပေါက်ထားလို့လက်ညိုးလေးကတိုးနေတော့ခြေမစုံလက်မစုံဆိုပြီးတော့ဘယင်ကိုရစ်မပူဇော်ဘဲနဲ့ပြန်လွတ်လိုက်တယ်လက်တလျှောက်ကြတော့သူတွန့်ချခဲ့တဲ့အမတ်ကိုပြန်ဆယ်တယ်တဲ့ဘယင်ကသူ့အကြောင်းတွေအကုန်လုံးပြန်ပြောပြတာပေါ့ဟင်းဘယ်နဲ့တော့မမေမင်းကဒီကြောက်တဲ့တွတ်ချတာဘယ်လိုနေလို့ဆိုဖြစ်သည်မြအကြောင်းကောင်းပါဗျာလို့ပြောတယ်တဲ့ဟာမင်းက တို့ဖြစ်တဲ့အကြောင်းကောင်းဖို့လို့ဆိုရတယ်မှန်ပါဗျာကျွန်တော်မျိုးသားနှမင်းနဲ့အတူတူပါလာခဲ့ရင်ဒီလက်အင်္ဂါအဆိုဆိုတော့ရစ်ပူစောခြင်းကိုခံရမှာပါဗျာကြောက်တဲ့ကြနေခဲ့လို့သာရစ်ပူစောခြင်းကိုမခံရတာပါဗျာဖြစ်တဲ့များအကြောင်းကအကောင်းကြီးပါပဲဗျာလို့တင်လိုက်တဲ့ကွဲ့ဖတ်ပါတော့ပါရဲ့တော့